ဆေးတွေ၊လိန်တန်ပြွန်တွေ၊ခွဲစိတ်မှုတွေကအမျိုးသားလိန်တန်ပြော့ခြင်းကိုအထိုက်အယောက်ပတ်ပါစေနိုင်တယ်ဆိုတာကိုတော့သိကြမယ်ထင်ပါတယ်။ဒါဖြစ်ရင်အစားအစာတွေကရောအမျိုးသားလိန်တန်ပြော့ခြင်းအပေါ်မှာတည်ရောက်မှုရှိသလား။ဒီအဖြစ်ကိုပြပြရမယ်ဆိုရင်တော့အစားအစာတွေကလည်းလိန်တန်ပြော့ခြင်းဆိုင်ရာပြဿနာ irritant dysfunction ED ကိုတက်တာစီနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့အမျိုးသားတွေလိန်တန်ပြော့ခြင်းရောဂါကိုဖြေရှင်းနိုင်မယ့်အစားအစာလေးတွေကိုပြပြပေးလိုက်ပါရစေ။ ထမအဆုံးတစ်မျိုးကတော့ဖရဲသီးပါလင်တန်ပြော့တာကိုကုသပေးနေတဲ့ဆေးတွေမှာပါဝင်တဲ့ drop bound ကဖရဲသီးတွေမှာလည်းပါဝင်ပါတယ်ဒါအပြင်ဖရဲသီးကအမျိုးသားတွေရဲ့လိင်စိတ်ဆန္ဒပြပြခြင်းကိုအရှိန်မြင့်တင်ပေးနိုင်တယ်လို့လေ့လာချက်တွေကဆိုပါတယ်ဖရဲသီးမှာရေထဲအများဆုံးပါဝင်တဲ့အပြင်လိုက်ကိုပင်းလို့ခေါ်တဲ့အနီရောင်စေပစ္စည်းကနှလုံး prostate တုပ်ရည်ကလင်းနဲ့အရေပြားတွေအတွက်အကောင်းကျိုးဖြစ်စေပါတယ်။ ။နောက်ထပ်တစ်မျိုးကတော့ကမာကောင်ပါ။အခုမှယင်းနေတတဝါတစ်မျိုးဖြစ်တဲ့ကမာကောင်တွေကမျိုးသားတွေရဲ့တက်စတိုစတီရွန်ဟော်မုန်းပမာဏကိုညှင့်တက်စေနိုင်ပြီးတော့လိင်စိတ်ဆန္ဒကိုတိုးမြင့်စေပါတယ်။ဒါ့အပြင်ကမာကောင်တွေမှာကအနာကိုအတွက်လိုအပ်တဲ့ဆင်းတက်တွေလည်းပါဝင်ပါသေးတယ်နော်။နောက်ထပ်တစ်မျိုးကတော့ coffee ပါ။မနေ့ခင်မှာ coffee တစ်ခွက်တောက်သုံးလိုက်တာကစိတ်ကြေနှစ်ဖွဲ့ကောင်းအောင်တာမကပဲနဲ့အမျိုးသားရဲ့လိမ်မိုင်းဆိုင်ရာလှုပ်ဆောင်ချက်တွေကိုလည်းအချိန်မီတင်စေနိုင်ပါတယ်။ တနေ့ကိုကော်ဖီနှစ်ခွက်ကနေသုံးခွက်ကြာတော့တုံးတဲ့အမျိုးသားတွေကလင်းတန်ပြော့ခြင်းပြဿနာဖြစ်ခြင်းနဲပါးတွေလိုလိလာချက်တွေကဆိုပါတယ်။ဒါကဘာကြောင့်လဲဆိုရင်တော့ကဖိန်းဓာတ်ကသွေးလျှပ်ပတ်မှုနှုန်းကိုအားကောင်းစေတဲ့အတွက်ဖြစ်ပါတယ်။နောက်ထပ်တစ်မျိုးကတော့ချောကလက်အနက်ပါ။တပတ်ကိုချောကလက်အောင်စားအနည်းငယ်ဆက်သုံးပေးမယ်ဆိုရင်တော့နှလုံးနဲ့တခြားခန္ဓာကိုအစိပ်ပိုင်းတွေရဲ့ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ချောကလက်မှာပါဝင်တဲ့ flavor note ကသွေးကြောကျန်းမာရေးကိုကောင်းမွန်စေပြီးတော့သွေးဖိအားကိုလည်းလျော့ကျစေပါတယ်။ဒါအပြင် ဒီတဲ့ဟာဆိုလို့ရှိရင်လိန်တန်ထောင်မှတ်ခြင်းကိုဖြစ်စေနိုင်တဲ့ nitrate oxide drop down ထွက်ရှိဖို့လည်းကူညီပေးနိုင်ပါတယ်။နောက်ထပ်တစ်မျိုးကတော့အခွန်မာသီပါ။အခွန်မာသီအမျိုးအစားတွေထဲမှာ hazel သီး တကြသည်ငေးပဲနဲ့ဝတ်တချတီတို့ပါဝင်ပါတယ်အခွန်မာသီးတွေမှာအာဂျန်နိုင်လို့ခေါ်တဲ့ nitrate oxide ထွက်ရှိစေဖို့ကူညီပေးနိုင်တဲ့ amino acid တွေပါဝင်ပါတယ်ဒါအပြင်အခွန်မာသီးတွေမှာက vitamin E vitamin B အုပ်စုဝင် folic acid နဲ့ amino တို့ကျော်ဝစွာပါဝင်ပါတယ်ဒါပေမဲ့အခွန်မာသီးတွေမှာက calorie ဓာတ်တွေကျော်ဝစွာပါဝင်တဲ့အတွက်ကြောင့်မို့လို့တရင်လုံးမစားသုံးသင့်ပါဘူးเนาะနောက်ထပ်တစ်မျိုးကတော့အစဖြစ်ဒီဝိုင်းပါ စပည့်ဝိုင်ကိုငကိုကလေးကတိုက်နှစ်တက်တဲ့သူတယောက်ဖြစ်မယ်ဆိုရင်တော့ဒါကတည်ငောင်းတစ်ခုပါပဲเนาะစပည့်ဝိုင်မှာပါဝင်တဲ့အာဟာရဓာတ်တွေကခန္ဓာကိုယ်အတွင်းက nitrate oxide ပမာဏကိုတိုးမြင့်ပေးနိုင်ပါတယ်စပည့်ဝိုင်ကိုမကြိုက်နှစ်တက်ဘူးဆိုလို့ရှိရင်လေစပည့်သီးနဲ့ပါဝင်ပစ္စည်းတွေတူညီရဲ့တလဲသီးဖြော်ရည်ကိုသတ်သုံးပြုလို့ရပါရဲ့ရှင်နောက်ထပ်တစ်မျိုးကတော့ကြက်သွန်ဖြူပါ အနိုင်ပြင်းလို့နဲ့တက်တုံဖြူတွေကခနာကိုရဲ့တွေးကြောအတွက်အဓိကအထောက်ပံ့ဖြစ်စေတဲ့အရာတစ်ခုပါတွေးလှကြောတွေမှာဂျိုးတွေဖြစ်ပေါ်တဲ့အခါသီစီစင်းမှုကိုပိတ်ဆို့စေနိုင်ပါတယ်ဒီလိုမျိုးတွေးကြောကောင်းကောင်းမစီစင်းတဲ့အခါမှာအမျိုးသားရယ်လိမ်မှုကိစ္စကိုလည်းထိခိုက်နိုင်ပါတယ်ဒါပေမဲ့တက်တုံဖြူကိုဆက်သုံးပေးမယ်ဆိုရင်တော့တွေးလှကြောတွေရဲ့ဇာမရေးကိုကောင်းမွန်စေပြီးတော့သီစီစင်းမှုကိုလည်းအကောင်စေပါရဲ့ရှင် နောက်တစ်မျိုးကတော့ငါပါဆယ်မွန်နဲ့တခြားသောအဆီကျွဲဝတဲ့ငါတွေကအိုမီဂါ3 fatty acid တွေအများပြပါဝင်တဲ့ငါတွေဖြစ်ပါတယ်။အိုမီဂါ3 fatty acid ကခန္ဓာကိုယ်အတွင်းက nitrate oxide တထုတ်လုပ်မှုကိုတုံ့ပြန်ပေးနိုင်ပါတယ်။ဒါ့အပြင်ဒီ acid တွေကသွေးဖိအားကိုရောကျစေပြီးတော့နှလုံးဖောက်ပြန်မှုနဲ့သွေးကြောခဲခြင်းတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ကျန်းမာလူသူတယောက်အနေနဲ့တပတ်ကိုဆယ်မွန်ကရှစ်အောင်စားကစားသုံးပေးသင့်ပါတယ်ရှင်။ဆယ်မွန်ကစားသုံးမှုမလွယ်ကူဘူးဆိုလို့ရှိရင်လည်းငါးတက် တာငါ၊တူနာငါနဲ့မကရေငါတို့ကိုလည်းစသုံးပေးနိုင်ပါတယ်ရှင်။နောက်တစ်မျိုးကတော့ဟင်းသီးဟင်းရက်တွေပါ။ကန်ရံလိုအယုံမျိုးကနိုင်ထွေအောက်ဆိုင်ပမာဏကိုမြန်ပြစေနိုင်ပါတယ်။ကိုယ့်ရဲ့အလိမ်မှုကျန်းမာရေးကောင်းမွန်တာမကဘဲနဲ့ခန္ဓာကိုယ်အတွက်အရေးပါတဲ့အာဟာရဓာတ်တွေဖြစ်တဲ့ဗီတာမင်တွေ၊သတ္ထုဓာတ်တွေနဲ့အိုမီဂါ3အဆစ်တို့လည်းဖြည့်စွက်ပေးနိုင်ပါတယ်ရှင်။နောက်တစ်မျိုးကတော့ငရုတ်သီးပါ။ ရုပ်တီတောက်တွေကလိမ်မှုကိစ္စပိုင်းဆိုင်ရာစွာအကိုမြင့်တင်ပေးနိုင်ပါတယ်။ရုပ်တီအမျိုးအစားအမျိုးမျိုးမှာပါဝင်တဲ့အပူဓာတ်ကသွေးလက်ပတ်မှုတွေကိုအားကောင်းစေပါတယ်။ဒါကြောင့်နှလုံးနဲ့တခြားအင်္ဂါတွေဖြစ်တဲ့လိမ်အင်္ဂါစီကိုသွေးကြောတွေလွယ်ကူစွာဆင်းစင်စေပါတယ်။ကြာပြီးငရုပ်တီတွေကသွေးဖိအားနဲ့ကိုလက်စထရောပမာဏကိုကျဆင်းစေပြီးတော့သွေးခဲစင်းကိုလည်းကောက်ွယ်ပေးနိုင်ပါတယ်ရှင်။နောက်ဆုံးတစ်မျိုးကတော့တန်လွင်စီပါ။တန်လွင်စီတွေကခန္ဓာကိုယ်ကိုတက်စတိုစတီရောင်းဟော်မုန်းတွေပို့ထွက်စေပါတယ်။ဒါအပြင်တန်လွင်စီနဲ့အခုမှ သီးတွေမှာပါဝင်တဲ့ mono unsaturated acid တွေကမကောင်းတဲ့ cholesterol တွေကိုရှင်းလင်းပေးနိုင်ပါတယ်။ဓာတုပစ္စည်းတွေနဲ့ထုတ်ထားတာမဟုတ်တဲ့တောင်လင်းစီတွေမှာကတော့ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ antioxidant ဓာတ်တွေအပြည့်အဝပါဝင်တာဖြစ်ပါတယ်။ဒီလောက်ဆိုလို့ရှိရင်အမျိုးသားတွေအနေနဲ့လိမ်လည်ပြော့ခြင်းပြဿနာကိုဖြေရှင်းနိုင်မယ့်အစားအစာလေးတွေကိုတည်တော်လုပ်ပြီးလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးဗဟုသုတဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးသွားအောင်မို့လို့ဆက်လက်ဆက်မှကြိုဆိုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။